မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးအနေနဲ့ပြိုလဲဖို့သာရှိတော့သည်ဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် နိုင်ငံတော်ဝန်ဒေါ်လန်ရေးကြီးဆင်နွယ်နေစဉ်အေးသက်သာနေခဲ့ရတဲ့ပြည်သူများဟူ၍ကမ္ဘာတမိုင်းတစ်လျှောက်ရှိခဲ့ဖို့ပါ၏လို့မြန်မာပြည်သူများအဖွဲ့က၎င်းတို့လောက်တွင်ယခုလိုတနတ်တန်ဘုံတန်များမကြားခဲ့ရသည်ကလွဲ့၍ထို့သို့သောဒုက္ခများနှင့်တစ်ချိန်လုံးနှပန်းလုံးလာခဲ့ရပြီးဖြစ်၍၎င်းထက်ညံ့မတဲ့တော်ပင်ထို့သို့အနေထားမျိုးနှင့်တခါဘူးများမကြုံခဲ့ရသောစစ်တပ်သည်သာမြေမြကြကြတောင့်ခံနိုင်ပေမည်နှင့်ဒေါ်လန်ရေးကြီးကြောင့်၎င်းတို့ဝင်ငွေရရရကြောင်းသည်တစားတစ်စားလုံးပါပါလာနေရပြီဖြစ်ပါသည် မင်းအောင်လိုက်တဲ့ကံကောင်းနေသည်ကလက်အောက်ခံစစ်ဘုံကြောင့်များသည့်အချင်းပြက်ကိုချိုးရှာနိုင်ရန်သာလုံးပန်းနေကြသူများဖြစ်ပြီးငွေနှင့်အာဏာကလွှဲ၍တိုင်းပြည်မျက်နှာလူမှုမျက်နှာကိုလမ်းလာမြကြည့်ရကောင်းမဲမသိသူများစုဝေးနေကြခြင်းကြောင့်သာဖြစ်ပါရယ်၎င်းတို့ဟာငွေရပေါက်ရလန်ဖန်တီးပေးနိုင်သူသည်သာအခရာဖြစ်ပါရယ်တိုင်းပြည်ငြိမ်းချမ်း၍၎င်းတို့အတွက်ရပေါက်ရလန်မရှိလျင်ဤမျိုးစုံပြင်ခြေထိုးကဒုက္ခပေးမိလူများကြီးသာဖြစ်ပါရယ်ယခုကြားလာနေရသောတနက်တန်းများကလည်းအမျိုးသားညီညွတ်ရေးဆိုရာနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှပြည်သူတရက်လုံးရင်းဆိုင်နေရသောဒုက္ခဒုက္ခအဝဝကိုအပြည့်ပြည့်ဖြည့်ရှင်းနိုင်ရန်နိုင်ငံရေးတွင်စစ်တပ်ပဝင်ပတ်သက်နေမှုအဆုံးသတ်ရေးလက်နက်ကိုင်တပ်များအလုံးပြည်သူအစိုးရလောက်တွင်ထားရှိရေး Federal Democracy အနစ်သာရများပါရှိသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသင့်ရေးဆွဲရေးအမျိုးသားယဉ်ကြားစေနိုင်ရေးပြည်လဲယဉ်ကြားစေနိုင်ရေးရည်ရွယ်ပြီးနိုင်ငံသူများအတွက်တရားဥပဒေပေါင်းတွင်မှကြားနာဖြည့်ရှင်းခွင့်ဆိုသည်တို့အတွက်လုံးပန်းနေကြခြင်းသာဖြစ်ပါသည်။ ပြည်သူလူထု၏တောက်ခံမှုမရတော့၍ပြည်ရင်းအားသည့်ပြည်ရင်းမှာမရှိ မော်စကိုနှင့်ဘီဂျင်းတွင်သာရှိသည့်ဆိုကထိုနိုင်ငံများ၏နှုတ်သက်ခံဆိုနေရရှာသောရင်းခွင်ပိုင်စစ်တပ်ဖြင့်အရှက်ကင်းမဲ့စွာအသက်ဆက်နေရရှာပြီးပြပါရီမင်းအောင်လိုင်းကိုအသာထားပြီးဟောစစ်တပ်ထဲမှတယောက်မှရှေ့ရကောင်းမဲ့မသိဖြစ်နေရသည်ကအံ့ဖွယ်လေးလေးပင်ဖြစ်ပါရီစောစောကပြောခဲ့သလိုပင်၎င်းတို့တွင်အာနာနှင့်ငွေရပေါက်ရလန်ဖန်တီးပေးနိုင်သူတည်သောအခေယဟုယူဆထားကြသူများသာဖြစ်နေပါရီစေဘုံချုပ်များသာမကအ စစ်တပ်နဲ့ပူးပေါင်းနေသူများအားလည်းပြည်သူတရက်လုံးကထိုးထိုးရှုမြင်ထားကြပြီးပြတ်ပါရယ်။တကုတိထားတင်ဒီကနူရင်ဘက်စစ်ကုံယုံသည်နာစီစစ်ရာဇောကောင်များတာမကနောက်ပိုင်းတွင်၎င်းတို့စစ်ရဲနေရာကြီးအသက်ဆက်နိုင်ရေးအတွက်အဖက်ဖက်မှကူညီပံ့ပိုးပေးခဲ့သောစစ်မှုလုပ်ငန်းရှင်များခရိုနီများမှအစားစာအုပ်ပုံနှင့်ထုတ်ဝေရေးသမားများပါမကျန်ရုံးတင်စစ်ဆေးအပြစ်ပေးခဲ့ကြသည်ဆိုသည်ပင်ပြတ်ပါရယ်။ ရွေးကောက်ပွဲဆိုသည့်ကလေးမင်းအောင်လိုက်သမရဖြစ်ရေးအတွက်လှုပ်ပေးရသည့်ပွဲလိုဖြစ်လာပါတယ်ရွေးကောက်ပွဲတွင်၎င်းတို့တောင်တာသည့်ပါတီများကကျင်းတည်နိုင်ဖို့ရှိတော်လဲမင်းအောင်လိုက်သည့်ခင်ဤကိုစိတ်မချတော့ပါတီကောင်းဆောင်ပိုင်းအားဝင်ရောက်အုပ်စိုးနိုင်ရန်အောင်လင်းတွေကဲ့သို့၎င်း၏တစ္ဆာကံများအားလွတ်လိုက်ပြီးဖြစ်ပါတယ်ထို့ပြင်ချမ်းဖို့တူတဲ့အစိုးရမဖြစ်စေဘဲညုံပေါင်းပုံစံဖြစ်စေရန်မဆာလာတဖြင့်လဲတဆာညာတို့ပါစစ်တပ်ကိုယ်စားလှယ်များထည့်သွင်းလာပါတယ်ဤသည်က၎င်းတယောက်တည်းသမရဖြစ်လာစေရန်၎င်းဖြစ်စေခြင်း သည်များကိုဥပဒေဖြင့်ဖြတ်ထန်းပေးရန်ရည်ရွယ်ထားခြင်းကြောင့်ဖြစ်သည်ဆိုသည်ကလေပြင်းတွင်ဆင်သွားသလိုထင်ရှားနေပါသည်တိုင်းသာလက်နက်ကိုင်အဖွဲ့များနှင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များ၏ငြိမ်းချမ်းရေးအတွက်ဆွေးနွေးအပြေးရှာရန်ဆိုသည့်စကားအားအကြောင်းကြောင်းကြောင့်လက်ခံ၍ ရသည်တော်လဲရေကဝဲလန်းချောင်းပြေနိုင်ငံရေးရပြေရှားကြပါဆိုသည့်စကားကိုတော့စစ်ဗိုလ်ချုပ်များပါဇက်ကပြောခွင့်မရှိတော့ပေထို့အတွက်ကြောင့်၎င်းတို့ထောင်ထားသည့်ပါတီမဲရှုံနိုင်အာဏာလွှဲပြောင်းပြရန်ယောက်ျားကောင်းယောက်ျားမြတ်များသာမွေးထုတ်ပေးသည်ဆိုသောမြမတမတော်မှစစ်ဗိုလ်ချုပ်များအဆက်ကင်းမဲစွာနှစ်ချိန်တိုင်တိုင်ရင်းပေခဲ့ကြသည်မှလည်းအစမ်းတကြေမဟုတ်တော့ယခုကထို့တို့သောလူများပါဇက်က၎င်းတို့နှင့်မိတို့များမတန်သောရေကဝဲဆိုသည့်စကားအတွင်တွင်ပြောလာနေကြပြီဖြစ်ပါသည် တရုတ်ရုရှားတို့၏နိုတက်ခန်စွန်ရရှာသောရင်ခွင်ပိုင်စစ်တပ်မှမဲဖုံးထောင်ပြီးလူလူမှတလုံးတပါးရာများပင်ဝေဖန်ခွင့်မရှိသောရေကောက်ပွဲမျိုးဖြင့်အာနာကိုပြည်သူများထံလွှဲပြောင်းပေးမည်ဆိုခြင်းအား၎င်းတို့ကဲ့သို့ယူသွနေသူများသာလက်ခံကြဖို့ရှိနေပေသည်နောက်ထပ်ယူသွမှုတစ်ခုကစစ်ကောင်စီသည်၎င်းတို့၏ဗန်နာလိုက်ထဲမှငွေများအလင်းမြန်ကုန်ခန်းစေသည့်ပြည်တွင်းစစ်စိုးရွားလိုက်လာနေသောစီးပွားရေးအုပ်ချုပ်ရေးဂျန်နီယာပြိုလဲလာနေမှုနိုင်ငံနှင့်လူလူကြက်တဲတဲ့ကြက်တဲလာနေပြီးတိုင်းပြည် ီဖို့ဖို့ညက်ညက်ချင်းနေချင်းတွင်တံပိုးကြီးလာသောနျူကလ িয়ার ဓာတ်ပေါင်းပိုးကြီးအားအပေအတွက်တိဆောက်ခြင်းနေရာတနည်း ငတ်တလောက်ပေါင်းနဲ့လဲ၍ရောက်နိုင်သည်ဟုထင်နေခြင်းလောရုရှားနှင့်ဆက်ဆံရေးခိုင်မြဲနေရအကြောင်းရှာနေခြင်းလောထို့အတွက်ကြောင့်လည်းလေထိုများအထိလှုပ်ဆရာမလို့သို့တော်မြောက်ကိုရီးယားကဲ့သို့၎င်းတို့ဟာမြည်သူကမှဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲချိန်ချောင်းနိုင်ုံတသက်ဖြင့်တေတပန်တတဆုံအာနာကိုစုပ်ကင်သွားနိုင်ခြင်း၍လောဟု၍မေကွန်ထုတ်ဆရာဖြစ်လာပါသည်ထို့သောမဟုတ်ကလည်းယူတုချင်းတသက်သာဖြစ်ပါမည် တရုတ်ရုရှားတို့ကလည်း၎င်းတို့၏အယူနှံစိတ်ကူးပေါက်ရလှုပ်လာနေသည့်များကိုအင်အားကြီးနိုင်ငံများအကြားအပြိုင်နေကြသည့်ဘူမိနိုင်ငံ၏အခင်ကျင်းအတွက်၎င်းတို့၏အသိပညာမဲ့မှုကိုအမွန်တင်ပေးကကျုံယုံကျုံကောင်းများတပွဲအသုံးချနေခြင်းသာဖြစ်ပါသည်။၎င်းအားလက်ခံတွေ့ဆုံပေးနေသောပူတင်၏ရှီချင်းပင်တို့ကလည်း၎င်းဘေးခြေဆိုင်နေသည့်ကိုထောက်လန့်၍အစိုးရခန်းဆောင်များအရကောင်းစွာသိရှိနေပြီဖြစ်ပါသည်။ဥပမာပေးရမည်ဆိုကချူတပြားများမရှိသူတို့ကဝေကောင်းစားလာများငှားရမ်းဝစ်ဆင်၍မင်္ဂလာ ဆောင်သွားတကယ်တို့ပင်မြင်ရသူအပေါင်းကယဉ်ကျေးသမှုနဲ့ထုံမပြောယုံသာရှိမည်စိတ်ထဲကတည်ထားကြပြီးဖြစ်ပါသည်။ ရွေးကောက်ပွဲဆိုကပြည့်ညက်ကတ်ထားသောဓာတ်ပုံတချို့ကိုချပြလာခြင်းသာဖြစ်ပြီးခရော့လုတ်ခံလိုက်ရသည့်အပိုင်းကတနိုင်ငံလုံးရှိပြည်သူများ၏ဆန္ဒသာဖြစ်သည်ဟုဒီပွေပြီးမှစောင်းပါရှင် James ရွေကရည်တာခဲ့ပါသည်သို့သောပြည့်ညက်ကတ်ခံထားရသူများကဒီတိုင်းမနေနိုင်ငံတကာတွင်၎င်းတို့၏အတန်ကိုကိုးစားပြုနိုင်မည်တမ်းမကြီးဦးကျော်မထွန်အားကုလတွင်ဆက်လက်ခံထားရေးဆရာနာရှင်များအပီးပိုင်ဖေရှား၏အဆရှိသည့်တောင်းဆိုမှုများကိုကမ္ဘာမျိုးကြီးအနှံ့ပြားတွင်ကြဲကြဲလောင်လောင်တောင်းဆိုနေကြပြီဖြစ်ပါသည် também ပြည်ပရောက်မြန်မာများကမိမိတို့ချင်းတဲ့စာဖြင့်ဒေါ်လာရေးအတွက်ဒေါ်လာ156တန်းစုဆောင်းနိုင်ခဲ့ကြသည်ဟုဆိုပါရယ်ဒေါ်လာရေးသည်ရေးတဲ့တွင်နေရာနှင့်အုပ်စုလိုက်ကူးခန့်နေကြသည့်ငါးများကဲ့သို့ဖြစ်နေ၍တစ်ချက်တည်းနှင့်မြို့များချိန်မုံနိုင်၍ရနိုင်မည်နည်းဟုဂျင်းရွှေကမေးခွန်းထုတ်ထားပါရယ်ဒေါ်လာရေးသည်အောင်မြင်မည်လားဆိုသည်ကမေးစရာမလိုတော့အဘေကြောင့်ဆိုသောဒီချိန်ကပမာများသာလွှမ်းမိုးချုပ်ကန်စေစားနေသည့်အုပ်ချုပ်ရေးစနစ်သည်တည်ရန်မှုမှုဖြစ်နေပြီးဒေါ်လာရေး၏မိရောက်များကြားတွင်တိုင်းဒေသအလုံးပေါင်း ဝင်နိုင်ပြီးဖက်ဒရယ်ပြည်ထောင်စုတည်ကြည်ပေါ်ထွက်လာနေခြင်းကြောင့်ပင်ဖြစ်သည်ဟုရှင်းတာထားပါရယ်စေအုပ်စုသည်ပြည်သူလူထုအားတော်လှန်ရေးကိုစိတ်ကုံလောင်စင်ရင်းနီးပြူအားတရက်ပြည့်ချက်သေးတဲ့ချက်သေးအောင်ဖန်တီးလာနေကြပါရယ် ထို့အချက်အားအခြေခံကြကြနှင့်မြင်အောင်ကြည့်တတ်ရမည်ဖြစ်ပါれထို့အခြေအနေသည်စစ်တပ်ဘက်ကအားသာလာနေခြင်းမင်းအောင်လိုင်းအာနာတွင်ဆက်၍တည်မြဲနေခြင်းရှိနေသည်၍မိတို့များပြောင်းလဲတိုးတက်လာမည်မဟုတ်သည့်အပြင်ပုံရွေးပင်ဆိုးလာမည်ဖြစ်ပါれ၎င်းတွင်အောင်ပွဲရပြီးအာနာတည်မြဲရေးသာအဓိကဖြစ်နေပါれလက်ရှိတွင် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည်ဟုသောအပြောများသည်လုံးဝမှားယွင်းသောသုံးသပ်မှုမျိုးသာဖြစ်သည်ဟုအီဂေါပလာစီဘက်ကထောက်ပြခဲ့ပါれ ရှေ့မတိုးနောက်မဆုတ်ဖြစ်လာနေ၍လူလူအဖို့ပို၍ဆင်းရဲဒုက္ခရောက်လာမည်တို့အတွက်လူသားချင်းစာနာထောက်ထားသည့်အကူအညီများပေးနိုင်ရန်အပြည့်ခက်ရစေဖို့ပင်ပြောဆိုလာကြပါသည်စစ်တပ်သည်ထို့သို့သော အပြောမျိုးကိုကြိတ်၍သဘောချနေမည်သာဖြစ်ပါသည်၎င်းတို့ဘက်ကတော့အားပြော့သွားပြီးထင်မြင်ဆို၍စပြီးကန့်လန့်တော်မူမဟုတ်အပြည့်ရဲ့ရစေလိုက်မည်ဆိုကစစ်တပ်သည်ဒေါ်လာရေးအားစုများကြားသွေးကွဲအောင်အနုနည်းဖြင့်ကြံစည်ကြတော်မူဖြစ်ပါသည်လက်ရှိနေထားတွင်မြည်တို့များထို့သို့အပြစ်ခံ၍မရစစ်တပ်သည်ပြည်သူတို့ ၏ခုခံတွန်းလှန်စစ်ကိုမြည်သူများနှိမ်နင်းနိုင်စွဲမရှိတော့တော့လေလူလူကိုရက်ဆက်ကြမ်းကြုတ်သည့်နှင်းမျိုးစုံဖြင့်ဆက်၍ဒုက္ခပင်းနေမိသားဖြစ်သည်ဟုထောက်ပြသွားခဲ့ပါသည်စေယုစုကပြိနေလေးလေး၎င်းတို့လောင်းမှလွတ်လပ်လို့သောစိတ်ဆန္ဒများကပြင်းပြလာလေးလေးပင်ဖြစ်ပါသည်ထို့သောပြည်သူတို့ရှင်နေမိတော့မီလီယံကြီးများအရှိန်တကြီးကြီးဖြင့်တောင်းလောင်လာနေမှုကိုရုရှားတရုတ်အကူအညီဖြင့်ငြိမ်းသက်၍ရနိုင်အောင်မြည်လော့